င်္ဂလာပါရှင်။ကရနီမာစစ်တပ်ကတလက်အတွင်းလူအခွင့်အရေးချိုးဖောက်မှု30ကျော်ပြုလုပ်တဲ့အတွင်းအရက်သားခုနူတေဆုံးပြီး22တိခိုက်တန်ရရှိတဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါရှင်။ကရနီပြည်နယ်မှာအာနာတင်းစစ်တပ်ကအော်တိုဘာလအတွင်းလူအခွင့်အရေးချိုးဖောက်မှု32ကြိမ်ပြုလုပ်ခဲ့တာကြောင့်အရတားခုနူတိုက်ဆုံခဲ့ပြီး22တိခိုက်တန်ရရှိခဲ့တယ်လို့ကရနီလူအခွင့်အရေးဖွဲ့ KNHRG ကထုတ်ပြန်ထားပါတယ်။ ရနီမာစစ်တပ်ကအော်တိုဘာလအတွင်းလေကြောင်းတိုက်ခိုက်မှု၃ကြိမ်လက်နက်ကြီးပစ်ခတ်မှု၁၇ကြိမ်ဒရုန်းတိုက်ခိုက်မှု၁၇ကြိမ်နေအိမ်ဖျက်ဆီးခြင်း၃ကြိမ်တပ်ဖြတ်မှု၂ကြိမ်နဲ့နေမိုင်းကြောင့်၁ကြိမ်ကျူးလွန်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါလူအခွင့်အရေးချိုးဖောက်မှုတွေကိုစစ်တပ်ကလွိုက်ကော်မြို့မှာ၉ကြိမ်ဒီမော့ဆိုမှာ၈ကြိမ်ဖရူဆိုမှာ၈ကြိမ်ဖဲခုံမှာ၄ကြိမ်မဲဆဲမှာ၃ကြိမ်ပေါ်လခဲမှာ၃ကြိမ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသား၂ဦးအမျိုးသမီး၂ဦးဒဏ်ရာရရှိခဲ့ပြီးလက်နက်ကြီးတိုက်ခိုက်မှုကြောင့်အမျိုးသား၂ဦးနဲ့ကလေးငယ်၅ဦးတိုက်ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုထားပါတယ်။ဒါအပြင်ဒရုန်းဘုံတိုက်ခိုက်မှုကြောင့်အမျိုးသား3ဦးနဲ့ဂျန်ဒါမတိတူသူ သေဆုံးခဲ့ပြီးအမျိုးသား4ဦးအမျိုးသမီး3ဦးဂျန်ဒါမတိတူ3ဦးတိုက်ခိုက်တံရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဲဒီနောက်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်အမျိုးသားနှုတ်ဦးနဲ့အမျိုးသမီးတူတိခိုက်တေဆုံးခဲ့ရပြီးနေမိုင်းကြောင့်ကလေးတူတိခိုက်တံရရှိခဲ့တယ်လို့အတိပေးထားပါတယ်။ဖဲခုံမြုပ်နယ်အနောက်ဖဲချမ်းနယ်ဒမိုးစုံမြုပ်နယ်အနောက်ဖဲချမ်းတို့မှာလည်းစစ်တပ်ကမီးရှို့ဖျက်ဆီးတာကြောင့်နေအိမ်46လုံးနဲ့ဘာသာရေးအဆောက်အအုံတစ်ခုပြက်စီးခဲ့ရတယ်လို့ဆိုထားပါတယ်။ခရနီပြည်နယ်အတွင်းစစ်တပ်ကရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကြောင်းထူလာတဲ့အတွေ့ဇူလိုင်လနဲ့ဩဂုတ်လအတွင်းထွက်ပြေးသိမ်းရှောင်တူနတ်တင်းခန့်ရှင်နေပြီးအရေးပေါ်စားနပ်ရိက္ခာနဲ့အမိုးအကောင်တွေလိုအပ်နေတယ်လို့အတိပေးထားပါရရှင်။